ွေးတိုးယောဂရှိတဲ့သူတွေမှာကျွန်တော်တို့များသောအားဖြင့်တွေးကြစေကိုတမျိုးတည်းနဲ့စတာများတယ်အဲ့တော့တွေးကြစေတမျိုးတည်းစပေးပြီးတော့ဒီတလားပြည့်ရဲ့ဒီစောင့်ကြည့်တယ်တလားပြည့်လို့မှကျွန်တော်တို့တွေးပေါင်ကကောင်းကောင်းမထိန်းနိုင်ဘူးဆိုရင်အဲ့ဒီတွေးကြစေကိုပမာဏအမြင့်ဆုံးကိုမြင့်ပြီးတော့တောက်ခမ်းရတာမျိုးရှိသလိုဒီဈေးကိုကျွန်တော်တို့ပမာဏမတိုးဘဲနဲ့လက်ရှိတောက်လက်စအတိုင်းဆက်တောက်ခမ်းပြီးတော့ဒုတိယမြောက်တွေးကြစေတမျိုးထပ်ပေါင်းပြီးတော့တွေးကြစေနှစ်မျိုးပေါင်းပြီးတော့တောက်ရတာလည်းရှိပါတယ်။ဟောတချို့လူတွေမှာဆိုရင်တော့ ကျွန်တော်ကဒီအစားမာတဲ့ကသွေးကြစီနှစ်မျိုးတခါရဲနှစ်မျိုးတွဲပြီးတော့သွေးကြစီနှစ်မျိုးနဲ့တခါရဲစပြီးတော့ပေးရမျိုးလည်းရှိပါတယ်အဲ့တော့ဒီလိုမျိုးနှစ်မျိုးစပေးပြီးတော့တလားပြည့်တဲ့အထိသွေးပေါက်မထိန်းနိုင်ဘူးဆိုမှအဲ့ဒီသွေးကြစီနှစ်မျိုးဇလုံးရဲ့ကျွန်တော်ပမာဏတွေမီလီဂရမ်တွေကိုအမြင့်ဆုံးအထိမြင့်ပြီးတော့ပေးရမျိုးလည်းရှိသလိုဒီလိုမျိုးမမြင့်ဘူးဆိုရင်လည်းပဲတတိယမြောက်သွေးကြစီတစ်မျိုးထပ်ပေါင်းပြီးတော့သွေးကြစီသုံးမျိုးပေါင်းပြီးတော့တောက်ရမျိုးလည်းရှိပါတယ်။အော်ဒီလိုလောက်တာကိုကျွန်တော်တို့ကတန်ထရိတ်လုပ်တယ်လို့ခေါ်ရဲပေါ့။ ဒီတော့ကျွန်တော်တို့ကသွေးတိုးသမားတွေမှာသွေးကြည်တစ်မျိုးတည်းနဲ့သွေးပေါက်မထိန်းနိုင်ဘူးဆိုရင်နှစ်မျိုးပေါင်းပြီးတော့တောက်ရတာမျိုးရှိပါတယ်အဲ့တော့ဒီလိုမျိုးနှစ်မျိုးပေါင်းပြီးတော့တောက်ရတော့ဒီတချို့သွေးတိုးသမားတွေကဒီဆေးနှစ်မျိုးဆိုတော့ဆေးများပြီးတော့ဘေးထွက်ဆိုးကျိုးတွေညားမယ်ဆိုပြီးတော့ကြောက်ကြရမျိုးရှိပါတယ်အဲ့တော့တကယ်တမ်းတော့သွေးကြည်နှစ်မျိုးပေါင်းတောက်တိုင်းဘေးထွက်ဆိုးကျိုးများမှာမဟုတ်သလိုသွေးကြည်နှစ်မျိုးပေါင်းတောက်ချင်းကြောင့်မို့လို့ရရှိနိုင်မဲ့ကောင်းကျိုးတွေလည်းရှိနေပါတယ်အဲ့တော့ဒါကြောင့်ဒီနေ့ဗီဒီယိုမှာ ိုးကြစီနှစ်မျိုးပေါင်းပြီးတော့တောက်ချင်းရဲ့ကောင်းကျိုးခုနှစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဲတိုးကြစီနှစ်မျိုးပေါင်းပြီးတော့တောက်ချင်းရဲ့နံပါတ်၁ကောင်းကျိုးကတော့သွေးပေါင်းကိုမြန်မြန်ကျစေပါတယ်။အဲတော့တိုးကြစီနှစ်မျိုးပေါင်းပြီးတော့တောက်တာဖြစ်တဲ့အတွက်ဒီဆေးနှစ်မျိုးကဒီနီလန်းနှစ်မျိုးပေါ့နော်သူရဲ့လမ်းကြောင်းနှစ်မျိုးနဲ့ခန္ဓာကိုယ်ထဲမှာအာနိသင်ပေးတဲ့အတွက်ကြောင့်မို့လို့ဒီဆေးတစ်မျိုးတည်းတောက်တာထက်ဆိုင်နှစ်မျိုးပေါင်းပြီးတောက်တာကသွေးပေါင်းကိုပို့ပြီးတော့မြန်မြန်ကျစေပါတယ် ။ဟောဒါပေမဲ့ကျွန်တော်တို့ကစေတမျိုးတည်းတောက်ရင်ရောသိပေါ့မကြောက်ဘူးလားဆိုတော့အဲ့လိုမျိုးမဟုတ်ဘူး။အဲ့တော့စေတမျိုးတည်းတောက်ရင်လည်းပဲဟောဒီလူနာကဒီစေတမျိုးတည်းနဲ့ထိန်းထိုင်မဲ့လူနာသူခန္ဓာကိုယ်နဲ့ကပ်ညီတဲ့လူနာဆိုရင်စေတမျိုးတည်းတောက်ရင်လည်းပဲကျွန်တော်ကသိပေါ့ကြာမှာဖြစ်ပါတယ်။အဲ့တော့စေတမျိုးတည်းတောက်တာကဒီစေနှမျိုးတောက်တာလောက်မမြန်ဘူးဆိုပြင်မဲ့နည်းနည်းနှေးပြင်မဲ့အချိန်တစ်ခုရောက်လို့ရှိရင်ကျွန်တော်ကစေတမျိုးတည်းတောက်ချင်းကလည်းပဲသွေးပေါင်ချင်းကိုထိန်းလာနိုင်မှာဖြစ်ပါတယ်။နံပါတ်2ကောင်းကျိုးကတော့သွေးပေါင်ကိုပို့ပြီးတော့ထိန်းနိုင်တယ် ော့ဒါကတော့ရှင်းပါတယ်အဲ့တော့စေးနှမျိုးပေါင်းပြီးတော့တောက်တာဖြစ်တဲ့အတွက်သွေးပေါင်းချိန်ကိုပို့ပြီးတော့ထိန်းထိုင်တာဖြစ်ပါတယ်အဲ့တော့နံပါတ်3ကောင်းချိုးကတော့လမ်းကြောင်းမျိုးစုံနဲ့သွေးပေါင်းကိုကြားစေပါတယ်အဲ့တော့ကျွန်တော်တို့သွေးတိုးခြင်းဆိုတဲ့ဒီဖြစ်စဉ်ပေါ့သွေးတိုးရောဂါဖြစ်လာဖို့အတွက်တော့ဖြစ်စေတဲ့ mechanism လို့ခေါ်တဲ့သွေးတိုးဖြစ်စေတဲ့အကြောင်းရင်းတွေကကျွန်တော်အများကြီးရှိတယ်အဲ့တော့ဥပမာအဖြစ်ကျွန်တော်ခန္ဓာကိုယ်ထဲမှာဒီသွေးပမာဏပေါ့เนาะ blood volume သို့မဟုတ်ခန္ဓာကိုယ်ထဲမှာအရည်ပမာဏတွေအများများနေပြီဆိုရင်လည်းသွေးတိုးစေတယ်နောက်သွေးကြောနေရာမှာရှိတဲ့ PR တွေအများများနေပြီဆိုရင်လည်း ်တွေးတိုးစေတယ်။နောက်တွေးတိုးခြင်းကိုကျွန်တော်ဖြစ်စေတဲ့လှုံ့ဆော်ပေးတဲ့ခန္ဓာကိုယ်ရဲ့အာယုံကြောစနစ်တစ်ခုဖြစ်တဲ့ sympathetic nervous system ဒီအာယုံကြောစနစ်ရဲ့လှုံ့ဆော်ပေးမှုတွေကြောင့်လည်းတွေးပါအောင်တက်စေတယ်။အဲ့တော့ကျွန်တော်တို့ကဒီတွေးကြစည်းတွေကိုနှမျိုးပေါင်းတောက်ခြင်းအားဖြင့်ပေါ့သူတို့တွေကဆေးတမျိုးချင်းစီရဲ့အာနိသင်တွေကဒီတွေးတိုးစေတဲ့အကြောင်းရင်းတွေကိုသူကလမ်းကြောင်းမျိုးစုံကနေထိမ့်ပေးပြီးတော့တွေးပါအောင်ပို့ပြီးတော့ထိန်းနိုင်တာဖြစ်ပါတယ်အဲ့တော့ဥပမာအဖြစ်ကျွန်တော်ကစီစေးပေးမယ်ပေါ့နော်စီစေးအမျိုးအစား သွေးပေါင်ကြစေဟိုဖရူစမိုက်တို့အတက်တုံးတို့ဒီလိုမျိုးတော့အင်တာဖာမိုက်တို့ပေါ့ဒီလိုမျိုးစီစီအမျိုးအစားသွေးပေါင်ကြစေတွေကိုကျွန်တော်ဒီတောက်မယ်ဆိုရင်ဒီစီးမများသွားစေတဲ့အတွက်အကယ်၍ခန္ဓာကိုယ်ထဲမှာသွေးပမာဏအရေပမာဏများလို့သွေးတိုးတာဆိုရင်ဒီစီစီအမျိုးအစားသွေးပေါင်ကြစေတွေကအရေပမာဏကို short ချပေးပြီးတော့သွေးပေါင်ကိုကြစေတယ်နောက်ကဒီ CCB တို့ ACEI တို့ဒီလိုအုပ်စုဝင်သွေးကြစေတွေပေါ့ဥပမာပြ CCB ဆိုရင်အဲလူတော်များသိကြတဲ့ amlodipine တို့ nifedipine တို့ ။ Now easy ရဆိုရင်လည်း inhaler pray တို့ remi pray တို့ parental pray တို့ပေါ့နော်ဒီလိုမျိုးဆေးတွေပေါ့ CCB အုပ်စုတို့ ACEI အုပ်စုဝင်တွေးကြဆေးတွေကြတော့တွေးကြောနံရံရဲ့တင်းအားကို short ချပေးပြီးတော့တွေးပါအောင်ကြဆေးတယ်။အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ beta blocker အုပ်စုဝင်တွေးကြဆေးတယ်။ဒါကမှ beta blocker ဆိုရင် propranolol တို့ atenolol တို့ဒါ metoprolol တို့ဒီလိုမျိုးတွေးကြဆေးတွေဆိုရင် ကျွန်တော်ရှင်းမှာပြောခဲ့တဲ့ဒီသွေးတိုးစေတဲ့အာယွန်ကျော်စနစ်ဖြစ်တဲ့ sympathetic nervous system ရဲ့လှုံ့ဆော်မှုတွေကိုရှော့ချပေးပြီးတော့သွေးပောင်းကိုကျစေပါတယ်။ဟောဒီတော့ကျွန်တော်တို့ကသွေးကျစေကိုဒီလိုမျိုး2မျိုးသို့မဟုတ်3မျိုးပေါင်းပြီးတော့တောက်ချင်းကသူ့ရဲ့ကောင်းကျိုးကဒီသွေးပောင်းကိုနီလန်မျိုးစုံတုံးပြီးတော့အဖက်ဖက်ကနေပြီးတော့ဒီသွေးပောင်းကိုကျစေတာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကိုဆက်မပြောခင်မှာကျွန်တော်ကိုတမင်းနဲ့လောက်အချိန်ပေးပါသွေးတိုးရောဂါရှိရတဲ့သူတွေအတွက်နှစ်ပတ်ကနေတစ်လအတွင်းမှာသွေးပေါင်ခြင်အမှတ်တွေတိတိတတ်တာကောင်းလာစေမယ့်ကုထုံးတစ်ခုနဲ့မေးဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့ dash diet လို့ခေါ်တဲ့အစားအသောက်ကုထုံးဖြစ်ပါတယ် dash diet ဆိုတာကတော့မဲဆွေတို့နေ့စဉ်စားသုံးနေတဲ့မနက်စာနေ့လယ်စာညစာစတဲ့အစားအစာတွေကိုသွေးပေါင်ကျစေမယ့်ပုံစံဖြစ်အောင်ပြောင်းလဲပြီးတော့စားသောက်ပေးရုံပါပဲနိုင်ငံတကာမှာလည်း dash diet နဲ့ပတ်သက်ပြီးတော့သုတေသနများစွာပြုလုပ်ထားတာရှိပြီးတော့သွေးတိုးရောဂါအတွက်တကယ်ထိရောက်မှုရှိရဖို့လည်းတွေးရပါတယ် desktop ကိုအချိန်တို့အတွင်းမှာလွယ်ကူလျင်မြန်စွာမှီဝဲကျင်နေဆိုရင်တော့ကျွန်တော်ကိုယ်တိုင်းနားလည်ရလွယ်ကူအောင်သင်ကြားပေးထားတဲ့ dash diet online class ရှိပါတယ်။သင်တန်းမှာဆိုရင် dash diet အပြင်တွေ့တူယောဂတွေးကြစေတဲ့ပတ်သက်ပြီးတော့သင်တန်းသားတွေမေးမြန်းလို့ရအောင် Messenger group, Telegram group လည်းပြုလုပ်ပေးထားပါတယ်။သင်တန်းအကြောင်းအသေးစိတ်ကို Home Care Courses by Dr. Aung ဆိုတဲ့ Facebook page မှာတွားရောက်စုံစမ်းပြီးတော့ဇင်းနှုတ်ချို့တာစွာသင်တန်းအနှံ့နိုင်ပါတယ်။ comment မှာလည်း link ချပေးထားပါမယ်။နံပါတ်၄ကောင်းကျိုးကတော့ C2 မျိုးကအပြန်အလှန်အကျိုးပြုပါတယ်။အဲ့တော့ဥပမာအဖြစ် တော် ACI သွေးကြဆီအုပ်စုနဲ့နောက် diuretic လို့ခေါ်တဲ့စီစေးအုပ်စုနဲ့ပေါင်းပြီးတော့တောက်မယ်ဆိုရင်အဲ ACI ဆိုတာကတော့အာကျွန်တော်တို့ enalapril တို့ remipril တို့နောက် pirindopril တို့ပေါ့နော်ဒီ pril နဲ့ဆုံးတဲ့အဲသွေးကြဆီအမျိုးအစားတွေပေါ့နောက် diuretic ဆိုတာတော့စီစေးတွေပေါ့နော် thiazide diuretic လို့ခေါ်တဲ့စီစေးတွေပေါ့အဲ့တော့ဒီ ACI နဲ့ဒီ thiazide diuretic နဲ့ပေါင်းပြီးတောက်မယ်ဆိုရင်ကျွန်တော်တို့ toluene potassium နဲ့အတက်အကျကိုထိန်းပေးပြီးသားဖြစ်စေတယ်အဲ့တော့ ဒီတန်ရာဇိုင်းဒိုင်ယိုတစ်ဆိုတဲ့စီးစီးတွေကသွေးရင်းပိုတက်ဆီယမ်ဓာတ်ကိုကျစေတယ်။နောက် ACEI စီးတွေကြတော့သွေးရင်းပိုတက်ဆီယမ်ဓာတ်ကိုသူကမကျစေဘူးမကျစေတဲ့အပြင်ဒီသွေးရင်းပိုတက်ဆီယမ်ဓာတ်ကိုတက်တောင်တက်စေတယ်။အဲ့တော့တစ်မျိုးကပိုတက်ဆီယမ်ကျစေတယ်တစ်မျိုးကပိုတက်ဆီယမ်တက်စေတယ်။အဲ့တော့ဒီစင်းနှမျိုးကိုပေါင်းတောက်ခြင်းအားဖြင့်သွေးပေါင်းကိုလည်းထိမ့်ပေးတဲ့အပြင်ဒီသွေးရင်းပိုတက်ဆီယမ်ဓာတ်တက်ချင်းကျခြင်းဆိုတဲ့ဒီဘေးရွက်ဆိုးကျိုးကိုလည်းအပြန်အလှန်ထိန်းချုပ်ပြီးသားဖြစ်စေပါတယ်။အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်က ARB သွေးကျစေနဲ့ နောက်တစ်ခုက CCB အုပ်စုဝင်တွေးကြစီပေါ့။ဟောဒီစင်းနှစ်ခုကိုပေါင်းတော့မယ်ဆိုရင်လည်းပဲဒီတွေးပေါင်းကိုသူကနီလန်းနှစ်မျိုးနဲ့အဲကြစီပြီးတော့ဒီစေးတစ်မျိုးရဲ့အာနိသင်ကိုတစ်မျိုးကပို့ပြီးတော့အားကောင်းစေတယ်။အဲ့တော့ ARB ဆိုတာကတော့ဒီ Losartan တို့ Telmisartan တို့ဒီစေးတွေပေါ့။နောက် CCB ဆိုတာကတော့ Amlodepine တို့ Nifedipine တို့ဒီစေးတွေဖြစ်ပါတယ်။အဲ့တော့နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့က beta blocker ဆိုတဲ့ဒီ beta blocker အုပ်စုဝင်တွေးကြစီအဲ့တော့ propranolol, atenolol, ် video pro လောက်ဒီဆေးတွေပေါ့နော်အဲ့တော့ဒီ beta blocker ဆေးတွေ ਨੇ နောက် direct လို့ခေါ်တဲ့ဆေးဆေးသို့မဟုတ် ACI အုပ်စုဝင်ဆေးတွေပေါ့အဲ့တော့ဒီဆေးတွေကိုပေါင်းတောက်ခြင်းအပြင်ကျွန်တော် heart failure လို့ခေါ်တဲ့နှလုံးကြွက်တာနှလုံးညှစ်အားနည်းတဲ့နှလုံးယောဂတဲ့တွေမှာအကျိုးပို့ပြီးတော့များစေတယ်နောက်က post MI လို့ခေါ်တဲ့ဒီနှလုံးကြွက်တာနှလုံးသွေးကြောပိတ်ပြီးတော့နှလုံးကြွက်တာပုတ်ထားတဲ့လူနာတွေမှာဆိုရင်လည်းပဲဒီဆေးတွေကိုပေါင်းတောက်ခြင်းအပြင်ကောင်းကျိုးပို့ပြီးတော့များစေပါတယ် နံပါတ်5ကောင်းကျိုးကတော့ဘေးထွက်ဆိုးကျိုးနည်းစေတယ်။အဲကျွန်တော်ကဆေးတစ်မျိုးတည်းကိုဒီမီလီဂရမ်ပမာဏအများကြီးအမြင့်ကြီးတောက်တာကအဲ့ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးကိုခံရနိုင်ကြီးပို့ပြီးတော့ညားစေပါတယ်။ဥပမာဒီသွေးတိုးယောဂါရှိတယ်။သွေးကြဆေးတစ်မျိုးတည်းတောက်တယ်။အဲ့တော့သွေးကြဆေးနည်းနည်းလေးနဲ့စတောက်တယ်။ပြီးလို့ရှိရင်ကျွန်တော်ပမာဏဒီဒီနည်းနည်းလေးနဲ့မထိန်းနိုင်တော့ပမာဏအမြင့်ဆုံးကိုတိုးတောက်တယ်။အဲဒီလိုမျိုးအခြေအနေမျိုးပြောတာပေါ့။အဲဒီလိုမျိုးပမာဏအများကြီးကိုဆေးတစ်မျိုးတည်းကိုပမာဏအများကြီးတောက်ခြင်းကအဲ့ဒီဆေးရဲ့ မိတွက်ဆိုကြိုးကိုခံရနိုင်ကြီးပုံများစေတယ်ဆိုတော့ယူဆချက်တွေပေါ့နော်ခုနောက်ပိုင်းမှာထွက်ပေါ်လာပြီပေါ့အဲ့တော့ဒီတော့ကျွန်တော်တို့ကဒီတွေးကြစီ2မျိုးကိုဒီစေတမျိုးတွေကိုပမာဏအများကြီးတိုးတောက်တာနဲ့နှိုင်းရှင်မယ်ဆိုရင်ကျွန်တော်တွေးကြစီ2မျိုးကိုတွဲပြီးတော့တောက်မယ်ဒါပေမဲ့အဲ့2မျိုးမှာ1မျိုးချင်းစီရဲ့ပမာဏမီလီဂရမ်ပမာဏကိုဒီနည်းနည်းချင်းစီအားဆပြီးတောက်မယ်ပေါ့အဲ့တော့ဒီလိုမျိုးဆိုရင်ကျွန်တော်ကတွေးပေါင်းကိုလည်းထိန်းနိုင်မှာဖြစ်တယ်လို့စေတမျိုးချင်းစီရဲ့ပမာဏနည်းနည်းပဲတောက်တာဖြစ်တဲ့အတွက် သူတို့ရဲ့ဘေးထွက်ဆိုရိုးကိုခံရနိုင်ခြေကိုလည်းပို့ပြီးတော့နည်းစေပါတယ်။နံပါတ်6ကောင်းကျိုးကတော့ဆေးတောက်ရတာလွယ်တယ်။နောက်ဆေးတောက်ဖို့ကိုကြောက်စရာမလိုတော့ဘူးပေါ့။အဲ့တော့သွေးကြဆေးကိုကျွန်တော်တို့ကနှစ်မျိုးသုံးမျိုးတွဲတောက်တဲ့ပေါင်းပြီးတော့တောက်ရတဲ့သူတွေမှာအခုနောက်ပိုင်းဆိုရင်သူတို့အတွက်ဒီတောက်ရတာပို့ပြီးတော့လွယ်ကူအောင် convenient ဖြစ်အောင်လို့ဆေးကုမ္ပဏီတွေကဒီဆေးတစ်လုံးထဲမှာဒီဆေးအမျိုးအစားနှစ်မျိုးသုံးမျိုးကျွန်တော်တွဲပြီးတော့ထည့်ပေးထားတယ်။အော်ဒါမျိုးဆိုရင်ကျွန်တော်တို့ကဆေးနှစ်မျိုး သုံးမျိုးတောက်ရလို့ဆိုပြီးတော့ဆေးလုံးအရေအတွက်တွေအများကြီးတောက်เสียမလို့တော့ဘဲနဲ့ဆေးလုံးတစ်လုံးထဲမှာကျွန်တော်ကဒီဆေးဆေးလုံးတစ်လုံးထဲမှာဆေးအမျိုးအစားတွေအားလုံးထည့်ထားပြီးသားဖြစ်တဲ့အတွက်ဆေးတောက်ရတဲ့ဆေးလုံးအရေအတွက်နည်းသွားတယ်ပေါ့။ဟောဒီလိုမျိုးဆေးတောက်ရတဲ့အရေအတွက်ဆေးလုံးအရေအတွက်နည်းသွားတဲ့အတွက်ကျွန်တော်ဆေးတောက်ကြောက်เสียမလို့တော့ဘူး။ဆေးတောက်ရတာလည်းပို့ပြီးတော့တက်တောင့်တသာဖြစ်လာတာပေါ့။အဲ့တော့နံပါတ်9ကောင်းကျိုးကတော့ကွန်ကြစိတ်တက်တာစီတယ်။အဲ့တော့ကျွန်တော်ကဒီဆေးဆေးနှမျိုးသုံးမျိုးပေါင်းတောက်ရတဲ့သူတွေမှာခုနောက်ပိုင်းမှာဆိုရင်ဆေးတစ်လုံးထဲမှာ ကျွန်တော်ဆေးအမျိုးအစားနှမျိုးသုံးမျိုးပေါင်းပြီးတော့ထုတ်လုပ်လာတာဖြစ်တဲ့အတွက်ကျွန်တော်ဆေးတောက်ဆေးဝယ်တဲ့အခါမှာအမျိုးအစားသုံးနှမျိုးသုံးမျိုးဝယ်ကြရမလို့တော့ဘူးဒီဆေးတစ်လုံးနဲ့ဝယ်ရုံနဲ့အထက်မှာဒီလိုအပ်တဲ့သွေးကြစီဥမာနှမျိုးသုံးမဟုတ်သုံးမျိုးပေါ့နော်ပေါင်းဆက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဆေးတစ်မျိုးချင်းစီဝယ်တာတက်ဆိုင်ဆေးအလုံးပေါင်းထားတဲ့ဒီဆေးတစ်မျိုးတည်းကိုပဲဝယ်တာကအကုန်ကြစီပို့ပြီးတော့တက်တာစင်းနိုင်ပါတယ်ဒါပေမဲ့ဒီနေ့ခင်မှာတော့ကျွန်တော်က စေးစေးတွေကကျွန်တော်ချိန်မှာဆိုစေးစေးတွေတက်နေတဲ့အတွက်ကြောင့်မို့လို့ဒီချက်ကတော့တိတ်တော့မသေးကြဘူးပေါ့နော်။တော့အခုလောက်ဆိုရင်တွေးကြစီ2မျိုးပေါင်းတောက်ချင်းရဲ့ကောင်းကျိုးခုနှစ်ခုကိုသိရှိသွားတော့ပြီလို့ယူဆပါရတယ်။အဲ့တော့လက်တလောမှာတွေးကြစီ2မျိုးတည်းနဲ့တွေးပေါင်းချင်းထိန်းထားနိုင်တဲ့သူတွေကဒီဆီအောင်ညွှန်ကြားထားတဲ့အတိုင်းကိုတောက်နေကြအတိုင်းပဲဆက်တောက်တင်ပါရတယ်။အဲ့တော့ကိုသဘောနဲ့ကိုစေးတွေကို2မျိုးပြောင်းပြီးတော့2မျိုးပေါင်းတောက်တာမျိုးတွေမလုပ်တင်ပါဘူး။အဲ့တော့ဒီဗီဒီယိုကတော့ကျွန်တော်တို့တွေးကြစီ2မျိုးပေါင်းတောက်တဲ့သူတွေအနေနဲ့ ီစီးတဲ့နှမျိုးသုံးမျိုးပေါင်းတော့ပါလို့ဆိုပြီးတော့ဘီရက်ဆိုချိုများမှာကိုအစိုးရနေမှာဆိုလို့အဲသူ့ရဲ့ကောင်းကျိုးတွေကိုပြောပြပေးထတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကိုလက်ရှိတောက်နေတဲ့စီးတွေကုသမှုတွေကိုပြောင်းလဲမှုတစ်ခုခုလုပ်တော့မယ်လို့ဟိုကိုကစိတ်ကူးရတဲ့အခါတိုင်းမှာကိုနဲ့ပြနေကြဆရာအောင်နဲ့အရင်တိုင်ပင်ပြီးတော့မှဒီကုသမှုကိုအပြောင်းလဲလုပ်ပါလို့ဒီနေရာကနေပြီးတော့အကြံပေးချင်ပါတယ်အဲ့တော့ဒီဗီဒီယိုကမေးစွန်းတွေအတွက်အကျိုးရှိရဆိုရင်တခြားလူတွေသိအောင်မျှဝေပေးပါ။အဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။